မုတ်ကိုဘင်တူဘူးလို့ခေါ်ပါလေရှင်ဒီမုတ်လေးလှုပ်ရှားခြင်းနဲ့ဆိုရင်တော့လှုပ်နေလေပြပြပေးမယ်ရှင်နုနုအီအီလေးနဲ့အရန်ကိုစားကောင်းပါလေရှင်စားကြည့်ပါနော်လှုပ်ရှားကြည့်ပါကတော့မုတ်လှုပ်ဖို့အတွက်ဒူစာလှုပ်တဲ့ဆာမှာအဲ့ဆာမရှိဘူးဆိုရင်လည်းရိုးရိုးဆာနဲ့အသုံးပြုလို့ရပါလေရှင် အဲ့ဒီဒူစာလုပ်တဲ့ဆန်ရဲ့နောက်ရှိအညိုရောက်ဆန်လည်းကြိုက်ထည့်လို့ရတယ်ပေါ့နော်မကြိုက်ဆိုရေးရဆန်လည်းရပါရဲ့ရှင့်အဲ့ဒါကို ရေးသေးပြီးတော့တညပိတ်ထားရပါမယ်ရှင့်အတွက်ပဝင်ပစ္စည်းတွေကိုပြပြပေးပါမယ်ဒါကတော့ညလုံးပေါ့ပေါ့တော့ရေးစိန်ထားတဲ့ဆန်မှာနောက်ပြီးရှင့်မစ်တစ်ခွက်လို့မယ်နောက်ရှင့်ဒါကတော့ဂျုံပေါ့နော်ကြိုက်တဲ့ဂျုံထည့်လို့ရပါတယ်ဒါကတော့ကျုပ်တလုံးလို့မယ်ဒီဟာကတော့ဟာမေရာလေးပါမြန်မာလိုကတော့မေ့နေတယ်ပေါ့နော်ဒီအစီကိုခါလဲကိုရင်းငယ်ကခေါ်တော့ဘိန်းစီလို့ခေါ်တော့ပေါ့နော်ဒါ ဆိုတော့ထည့်လိုက်ပါမရှင်ဒါဟာမေရာ half ဆိုရပါတယ်နော်အေးနော်ဆန်ထည့်ပါမယ်ရှင် ါပြီဆိုရင်တော့ပကံတစ်ခုရေကိုထည့်လိုက်ပါရှင်။နေတော့ဖြစ်နေဖို့လိုပါမယ်။မပြစ်မကျဲလေးပေါ့နော်။အဲ့လိုအနေထားရောက်ရဖို့လိုပါမယ်ရှင်။ပြစ်သွားလို့ရှင်တော့အဲမစ်မဟုတ်လို့ရှင်လိုမျိုးယောဂတ်ပေါ့နော်လိုမျိုးထထည့်လို့ရပါတယ်ရှင်ကျဲသွားလို့ရှင်ပေါ့နော်ဟိုဖလောက်အဂျုံမဟုတ်လို့ရှင်ထမင်းအောင်ထည့်လို့ရပါတယ်ရှင် ဒီနေထားဆိုရပါပြီเนาะဒီနေသားဆိုရင်အဲ့ဆိုရင်မိနစ်30လောက်ခဏလေးထထားလိုက်ပါမယ်ရှင်ဘာကြောင့်လဲဆိုတော့ကာမေရာနည်းနည်းလေးပွာလာအောင်လို့ပေါ့เนาะထားပြီးလို့ရှိရင်တော့ဒီလိုအနေထားဖြစ်သွားပါပြီเนาะပြစ်တတွဲလေးဖြစ်သွားပါပဲရှင်ဒါဆိုရင်တော့ဖုတ်လို့ရပါတယ်ဒီနေရာမှာအဲတကြားကြိုက်ဖြစ်သွားတော့တကြားထည့်လို့ရတယ်ပေါ့နော်ပြပြတို့အိမ်ကတကြားမစားတဲ့အတွက်ကြောင့်ပေါ့နော်ဟန်နီနဲ့တုတ်စားတဲ့အတွက်ကြောင့်ဟန်နီနဲ့ပဲတုတ်စားမှာဖြစ်ပါတယ်တကြားထည့်လို့ရပါတယ်နော်ဒါဆိုရင်လည်းဆိုရင်တော့ထည့်လို့ရပါပဲရှင်

ကဲနောက်ဆုံးမှာတော့ဒါကတော့အသင့်ဆောက်လို့ရပါပြီရှင်အိမ်မှာလှုပ်ရှားကြည့်ဖို့ recommend ပေးပါရရှင်အရန်ကိုစကုန်ပါတယ်နူးဤပြီးတော့ bye thank you for watching